ွေးပွေးကိုဖမ်းလိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်လို့နေအောင်ကြီးကမဲဆွယ်နေပြီဗျစန့်ခံရေးပါတီကပကုတ်တောင်ကိုဖြိုးမာတော့ပဇင်းလေးတကောင်ကင်လိုက်နိုင်တယ်ဂျာရိုကော်ပိုရာလို့ခေါ်တဲ့တကောင်ပြတ်ကြတာသူအာကုတုံနဲ့တူပေါ့တောင်တာမှာဝင်စီးပါတယ်စစ်တပ်ဒီစခန်းတွေကိုဒီအကြောင်းကြီးကျွန်တော်ဒီကနေ့တင်ဆက်မှာဖြစ်တယ်လို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရုပ်ရှင်သရုပ်ဆောင်တွေအဆိုတော်တွေအကုန်လုံးကရွေးကောက်ပွဲအတွက်မဲဆွယ်ကမဲဆွယ်ကရှိုက်ပေးရမယ်ဆိုတဲ့ တရင်တွေထွက်ပေါ်ပြီးမှဒီကနေ့ဖွေးဖွေးဟာမဲဆွေမဲ့ကားကိုဂွာရာဖြန့်ကားကိုမရိုက်ပေးနိုင်ဘူးလို့ငင်းဆိုတဲ့အတွက်ဖမ်းဆီးလိုက်တယ်ဆိုတဲ့တရင်တွေထွက်ပေါ်နေပါတယ်။ဘောမှာပြောင်ကြည့်ဆိုပြီးတွတ်တွတ်ဆဲခံပြီးတော့စစ်တပ်ကိုတတက်လုံးထောက်ခံလာခဲ့တဲ့ကိုမောင်မောင်အခုတွေ့ရဟောလီဒေးမှာသူအလဲလာတယ်။အလဲလာတဲ့အချိန်မှာစင်ကာပူဝင်တဲ့အချိန်မှာပြည်ဝင်ခွင့်ပိတ်ခံတည်တယ်။အဲ့တော့ဒီစစ်တပ်ကိုတတက်လုံးအားပေးထောက်ခံလာခဲ့တဲ့လူတစ်ယောက်ဟာဒီစစ်တပ်ကလွှဲမားတဲ့အလုပ်တွေလုပ်လို့မှားလို့မှားတဲ့ပြောတာဘူး။ဒီလိုမျိုးတွေလိုက်ဒုက္ခပေးပြီးတဲ့အပြင် ိန်မောင်းပြီးတော့အထိတော်လာပြီးချင်းချအားလုံးပဲမင်္ဂလာပါအထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ချင်းလည်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီ channel လေးကမြပြင်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုခြင်းပါတယ်။အဲ့တော့ဒီကောင်းလေးကဘလို့လူမဆန်လဲဆိုတော့စဉ်းစားကြည့်။ကိုယ်ကိုတက်တက်လုံးအားပေးတာလည်းလူကိုယ်လောက်တာမှားလို့ပြောတာနဲ့ချက်ချင်းတတ်မဲ့ဖြတ်မဲ့ချိန်ချောက်နဲ့လောက်ရတာ။ဒါဟာတကယ်မှန်ကန်ကောင်းမွန်တဲ့အဖွဲ့အစည်းတစ်ခုရဲ့လောက်ရလား။အောက်တန်းကြတဲ့လူတွေရဲ့လောက်ရလား။နောက်တစ်မှာကိုယ်မောင်ပြောထားတာနားတော်ကြည့်ပါရဲ့။အဲ့တော့ အဲစင်ဟူကိုကျွန်တော်ကသူကပြောခွန်ဆိုလို့ရှိရင်ပြန်ပြီးတော့လျှောက်ပါပေါ့နော်ပြန်ပြီးတော့အသနာခံတာတင်ပါကျွန်တော်ကအသနာခံတာတင်အောင်ကျွန်တော်မှားလာတာမဟုတ်ဘူးမဟုတ်တဲ့ကြောင့်မလို့စင်ဟူကိုကျွန်တော်အနေနဲ့အသနာခံတာတင်ဖို့လည်းမရှိဘူးအဲဒါမဲ့တော့ကျွန်တော်နိုင်ငံရေးဝန်ကြီးအောင်ဆိုတာအဲကျွန်တော်တို့ဒီပေါ့ဖန်နိုင်ငံရေးဝန်ကြီးအောင်24နိုင်ငံဖုံးဆက်လို့ရတယ်ဖုံးဆက်တဲ့ခါမှာကျွန်တော်ဖုံးလန်းဆက်တဲ့ဆက်တဲ့ခါမှာတော့ဟုတ်လားတဲ့ကျွန်တော်ဒီမှာဒီလိုဖြစ်နေပါတော့ကျွန်တော်ရှင်းပြရတဲ့ခါမှာအဲသူကချက်ချင်းလင်းဆိုသူတို့ဖင်လန်တန်ယုံကိုအဲစင်ကူမရှိတဲ့ဖင်လန်တန်ယုံလာပြီးပုံစံတဲ့ပုံစံတဲ့ခါမှာသူတို့ကချက်ချင်းလာခြင်းပဲမဲ့ Sunday ဆိုတဲ့ခါကျတော့လုံးဝရုံးပိတ်ရခြင်းဖြစ်နေတယ်။ရုံးပိတ်ဖြစ်တဲ့ကြောင့်သူတို့ကကျွန်တော်စီကိုမလာနိုင်ဘူး။မလာနိုင်ခါမှာမနေ့ကျရင်ကျွန်တော်ရောက်လာခဲ့မယ်တဲ့ ဲဒါလိုပြောတော့ပေါ့နော်အဲပြောတော့စင်ကူကကျော်ညာလေးနေမယ်အလီရင်နဲ့ပြန်ပြီးတော့ပြန်ပို့လိုက်တယ်တဲ့ကြားတယ်နော်ပြည်နိုင်ငံဒီရဲ့နိုင်ငံသားတယောက်ဒါနိုင်ငံသားဆိုရင်ငါတို့မြန်မာမျက်စိနဲ့ကြည့်မယ်ဆိုရင်မောင်မောင်ဒီဖင်လန်နိုင်ငံသားခံယူထားပြီမဲ့ပြည်နိုင်ငံလာတဲ့လူတယောက်တရုတ်နိုင်ငံမှာဆိုကလာကလာဆိုပြီးတော့ခိုးဝင်ကောင်တွေကိုပြောပြီးတော့နှိမ့်တယ်ဟုတ်တယ်နော်ဒါပေမဲ့တရုတ်နိုင်ငံမှာလူကိုလူလိုတန်ဖိုးထားတာကြည့်နော်အားဒီကောင်မြန်မာပြည်နဲ့လာတဲ့ကောင်ငါတို့လည်းလုပ်ပေးစရာအကြောင်းမရှိဘူးမင်းတို့မင်းတို့ရှင်ပြက်လာတက်လာဆိုလို့ဟာမျိုးလုပ်လို့ရတယ် ဒါပေမဲ့ပါသူတို့လှုပ်လာဟဲ့ဥပဒေကဥပဒေပဲလူတယောက်ကိုလူလိုတန်ဖိုးထားတဲ့လောက်ရကိုလှုပ်ပေးတာကျွန်တော်တို့မြန်မာပြည်မှာမြန်မာပြည်သားတယောက်ကိုအဲ့ဒါလိုတန်ဖိုးထားဖို့နေတာအခုဘယ်လိုတက်ပြတ်နေဟမ်ဒီဈေးမှာလူတွေရှိမှတည့်တဲ့ဈေးပေါ်ဘုံချက်ချတယ်ဒီဆေးရုံမှာပြည်သူတွေရှိမှတည့်တဲ့ဈေးရုံဘုံချက်ချတယ်ဒီစစ်ပေးကြောင်စခန်းမှာပြည်သူတွေရှိမှတည့်တဲ့ဈေးပေးကြောင်စခန်းဘုံချက်ချတယ်ဟမ်စည်ရင်ပြင်မှာမဟုတ်တဲ့နေရာတွေကဘုံနဲ့ကျဲတယ်စဉ်းစားကြည့်ဘယ်လောက်ထိကွာနေတယ်အဲ့ဒါအဖြစ်ပဲဒါကြောင့်မလို့တော်လှန်နေကြတယ်ဆိုတာတော်လှန်တဲ့လူတွေအဖြစ်လားနော်သူများနိုင်ငံလူမျိုးကောင်းကောင်းမွန်မွန်အုပ်ချုပ်နေတာကိုသူများပြည်သူလိုမနေဘဲနဲ့တော်လှန်နေကြတာလား ။ဒါမှမဟုတ်သူများနိုင်ငံနဲ့အစာပေါင်းများစွာကွာစားပြီးတော့လူကိုလူလိုမထင်တက်ပြက်ရက်ဆက်ရုပ်မှန်နေကြလို့မခံနိုင်လို့ထတ်တော်လန်းရတာ။ဒါကိုကြည့်ပါ။ကြည့်ဖို့လိုက်တဲ့ခါကျတော့ဘာမှမရှိနေမယ်လေ။ဟိုစီစဉ်ထားတဲ့ခီးစဉ်လေးတွေအတွက်နည်းနည်းလေးကတိကောက်ဖြစ်တယ်ပေါ့ဗျာနော်။ဆာလုံကတော့အချက်လက်မခိုင်မနေတဲ့ကြည့်မလုပ်ပါဘူးကွ။အာဘာကြောင့်လဲဆိုတော့ဆာလုံကဆာလုံကကျွန်တော်ကအဲ့ဒါမပြောချင်ဘူးပါကျွန်တော်ပြောချင်ကျွန်တော်ခိုင်တာကဖင်လန်ပတ်စပို့ပါနော်ဖင်လန်ပတ်စပို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကဘာမှာအခိုင်မာဆုံးတွေကပါဝါအကောင်းဆုံးမှာပါဝါအရှိဆုံးပတ်စပို့တစ်ခုဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဘယ်နိုင်ငံမှာဆိုတကားမရှိတာမရှိကျွန်တော်ဝင်လို့ရပါတယ်တော်တော်များများတော့နိုင်ငံနေနော်အဲ့တော့ အစားလုံးအနေနဲ့ကဟိုဘယ်လိုခေါ်မလဲနိုင်ငံရေးကြောင်လာတော့တွေ့ရတယ်ဗောနအဲဘလူးအစီတော့အဲကျွန်တော်ကတော့ဒါအချက်လောက်ချပြတာပါဒီလိုလူမျိုးတွေနဲ့ကျွန်တော်ပတ်သက်မှုတယ်အဲဒီလိုလူမျိုးတွေအခုလုပ်နေတဲ့ပုံစံဒါမျိုးတွေလုပ်နေတယ်အဲသူတို့နဲ့မတည့်ဘူးဆိုရင်အခုလောက်မှချင်းချောက်တာ online ပေါ့နေပြီနော်အဲ့တော့အဲသူတို့နဲ့မတည့်ဘူးအဲသူတို့ကထားပါတော့ဟွန်းဘယ်လိုခေါ်မလဲမတည့်တဲ့အုပ်စုလေးဆိုရှင်ဒါတန်ယုံကိုအသုံးချတယ်စစ်တန်ယုံကိုအသုံးချပြီးတော့အဲ့ passport တွေယူတယ်ယူပြီးတော့တန်ယုံကိုတိုင်တယ်ဒါပေမဲ့ဒီမှာဖမ်းခံဖမ်းပြောင်းပြောင်းပါဒီနိုင်ငံကိုခေါက်ရောက်လိုက်မယ်နော်အားလုံးခင်ဗျားတို့သတိထားစေချင်တယ်နော်အဲ့တော့ကဲကဲစဉ်းစားကြည့်နော်သူတို့နဲ့မတည့်ဘူးဆိုအောင်ရိုးရိုးရံဖြစ်နေတာမဟုတ်ဘူးလေဒါကိုမောင်ကတော့ရောပြောရတာ မောင်မောင်ဒီစစ်တပ်ကမှမရှိတဲ့အဖြစ်စစ်ဘုံချုပ်တွေမှာမရှိတဲ့အဖြစ်ကျန်းဖို့ခေါင်းဆောင်တွေမှာမရှိတဲ့အဖြစ်ပြောတာလားမကောင်းတဲ့ဟာကိုမရှိတဲ့ဟာကိုလိန်လဲပြီးတော့လူတို့ကိုဝါရမိုင်းတိုက်တာလားတကယ်ပဲဒီကောင်တွေရဲ့မှားနေတဲ့အရာလွဲနေတဲ့အရာအပြစ်ဖြစ်နေတဲ့အရာကိုထောက်ပြထားတာလားမတူဘူးနော်မရှိတဲ့အပြစ်ကိုလှုပ်လို့ရှိရင်တော့ဒီကောင်တို့နီးမျိုးစုံနဲ့အရေးယူရမယ်ဆိုတဲ့ဟာမျိုးနဲ့အခုဆိုတာ online ပေါ်အောင်ကိုချိတ်ချောက်တယ်စဉ်းစားကြည့်နော်ဒီမောင်မောင်ဆိုတာ PDF ကိုအားပေးတာမဟုတ်ဘူးတော်လိုင်းကိုအားပေးတာမဟုတ်ဘူးဒီနေ့ဒီစစ်တပ်ကိုအမာခံထောက်ခံနေတဲ့လူတယောက် ဲ့လိုလူမျိုးတောင်မှဒလုံမျိုးရောက်มาတယ်ဆိုရင်တာမန်ပြည်သူအစ်စ်တို့ကိုအာမပေးဘူးတို့ကိုမကြိုက်ဘူးတဲ့ပြည်သူကိုချက်ကလေးညက်ကလေးကိုတတ်ပြည့်နေဆိုတာဒါဖြစ်နိုင်လားမဖြစ်နိုင်ဘူးစဉ်းစားကြည့်လေအမားကအားပေးလာတဲ့လူတယောက်တောင်မှမြန်မာနဲ့ပြည့်ပြည့်သူတို့အပြစ်ကိုနည်းနည်းလေးထောက်ပြလိုက်တာနဲ့ပြည်တနာချဖမ်းမယ်စီးမယ်တတ်မယ်ဖျက်မယ်ဖြစ်လာတဲ့ကောင်းကြီးဟာတိုင်းပြည်ကိုတက်ပြီးအုပ်ချုပ်ခွင့်ပေးတင်လားမပေးတင်ဘူးလားဒါကျွန်တော်ပြောတာလက်တွေ့ကျကြပဲကျွန်တော်နိုင်ရှင်ပြတာကျွန်တော်တို့ကစန့်ကျင်နေတဲ့ဘက်မှာဘာမှမဆိုလားစန့်ကျင်တာမဟုတ်ဘူးဒီကောင်းနေသည့်ဒလုံကျိုးစန့်ကျင်ရမယ့်အရာတွေဖြစ်နေလို့စန့်ကျင်နေရကြတာဒါကိုလူတိုင်းလည်းသိဖို့လိုတယ်နော်အခုကောင်းကောင်းပြောမှရှင်းလေးနော် ဒီလိုမျိုးတွေကကျွန်တော်ကိုကျွန်တော်ဖင်လန်နိုင်ငံဝင်အဲစင်ကိုဝင်လို့ရတဲ့ခါမှာအောင်ပွဲခံတဲ့ခါကျတော့ကျွန်တော်တက်ချက်ကြည့်တာပေါ့ချိတ်ဆက်ယူဆကြည့်လို့ရပါလိမ့်မယ်နော်ဟုတ်အောင်မလို့ခဏကြည့်နော်အဲကျွန်တော်နောက်ထပ်အဲ့ကနေပြီးတော့တတိယကိုရောက်တယ်ဗျာအတတိယရောက်တဲ့ခါမှာလဲတတိယကဘာမှဖြစ်ဘူးတတိယကတတိယကသိကျင်တာပါလဲဆိုတော့စင်ကာပူကမင်းကိုဘာရောက်ပေးမဝင်တာလဲဆိုတော့သိကျင်တာသိကျင်တာလေးတခုပဲရှိပါတယ်အဲ့တော့တတိယကမင်းနဲ့ဘာပြဿနာမရှိဘူးလေမင်းချင်ချင်မျိုးဝင်လို့ရတယ်ဘာမှဖြစ်ဘူး အဲ့စင်ကူဘာကြောင့်ပေးမှုနေလဲဆိုတာသိကျင်တာ။ဘာကြောင့်လဲဆိုစင်ကူဘာဆိုကျွန်တော်တော့မပြီးဘူးလေဆိုတော့အဲ့တို့ကိုယ်တိုင်ယူပြီးတော့တရုတ်လက်ထောက်အဲ့တခါကျတော့တရုတ်နဲ့ကျွန်တော်စကားပြောတာ။တရုတ်ရဲ့ဒီမိဂရေးရှင်းရဲ့ပေါ့။အဲ့ရဲ့နဲ့ကျွန်တော်စကားပြောတဲ့ခါမှာရဲ့ရပြောပြောနေတာကျွန်တော်ဖုန်းကိုသူကအဲဘယ်လိုခေါ်မလဲဆိုစစ်တယ်စစ်တာမှမဖုန်းလို့ဆိုချက်လက်ပြပါဆိုတဲ့ခါကျတော့ကျွန်တော်ချက်လက်ပြတာပေါ့။ကျွန်တော်ကဘယ်လိုမိလဲဘာလုပ်လုပ်လဲလုပ်လို့ဆိုကျွန်တော်ပြောတော့ပေါ့ကျွန်တော်လုပ်လို့လုပ်ကိုပြောတော့အဲ့လုံးနဲ့ပတ်သက်ပြီးထောက်ထားပြပါဆိုတော့ကျွန်တော်ထောက်ထားပြမစီဖုန်းလေးကိုပြင်လိုက်တာပြင်လိုက်တော့ကျွန်တော်ပတ်နေတဲ့ဖုန်းကိုယူပြီးတော့ကျန်တဲ့ဟာတွေဆက်ဆက်စစ်တဲ့ခါမှာကျွန်တော်ဘာမှမပြောဘူး။အကျွန်တော်တို့ကဗျာတယ်လီဂရမ်နဲ့ကူလာတာလေးသိမလားဗီဒီယိုလေးဒီစစ်နဲ့စစ်စစ်စစ်တက်ကဘယ်လိုမှမဆိုရှင်တက် တည်ကြည့်တဲ့ပုံလေးပေါ့သူတို့ပဲ PDF တည်ကြည့်တဲ့ပုံလေးကျွန်တော်တို့မှလည်းဒီကု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 လေးပါဟိုတိလိုက်ပြီဆိုရင်ကျွန်တော်စီပေါ်ပေါ်လာတော့အပေါ်လာခေါင်းပုံးထဲမှာရှိနေအဲ့လောက်မြင်တယ်မြင်တယ်မြင်အောင်အဲ့မှာသူတို့တန်ရရှိပြီးတော့အဲတရုတ်ရေကျွန်တော်ဆက်တယ်ဆက်တဲ့ခါမှာကျွန်တော်ပြပါတယ်မဟုတ်လားဒါရရငါအစ်စီပဲလို့မြင်ကြည့်ကြည့်လို့ရတယ်ဘုံနဲ့တရုတ်နိုင်ငံမှာဒါကြီးကုလို့မရဘူးမင်းငါတရုတ်နိုင်ငံသားမဟုတ်ဘူးသူငါဖင်လန်ကလာတာဆိုတော့အဲ့နဲ့သူကအဲအဲ့လောက်သူတို့ချက်တဲ့ယူတဲ့နေမှာ6ယူသေးတာကျွန်တော်ဘိုက်ဘာလေးပါဖောက်ကိုကြိုးစားတယ်ယူလေဘမသူဆိုတော့နားမလဲမင်းတို့ဆိုင်လို့လားဆိုတော့မဆိုင်ဘူးမဆိုင်ဆိုရှင်ဒီလိုလုံးမင်းကမင်းတို့ဆက်စစ်မဲ့မပေးနိုင်တော့ဘူးအဲ့တော့အမင်းအနေနဲ့အင်္ဂလိပ်စကားပြောတဲ့သူတယောက်ရှာ 都識考了。考了考你，我講依家是個当兵嘛没得，对啊，不要得，啊邊度得嚟講啫咯？嗱邊唔的，我唔没有，我識啲嘅事情，嗱你有冇啲冇啱先嚟考嚟嘅事咯？啊都話真唔識咯，嗱但係唔識都係咯，嗱心里头老的，每天考幾三萬，你邊有邊門嘢喎？係咯，邊啲門係咯？係咧，嗱我屌，你移民嗰時買正哦，誒問哪家入邊咯？廿條條嚟啊，你啲房全部都係三少年嘅，嗰啲就四四七平方，佢係三少年嘅，即係我俾多多七千蚊佢，你啊屌你，即係我幫我買嘢做先嘅，我幫你買嘅。 တယောက်ပြီးတယောက်ပြောင်းလာတာသူတို့ဟိုရဲတွေတယောက်ပထမတယောက်ဒုတိယတယောက်တတိယတယောက်မင်းကြီးယောက်ကြောက်လေးအကုန်ပြောင်းလာ CCTV ကကျွန်တော်တို့ရှင်းလိုက်တာနေကောင်းအဲကျွန်တော်လည်းအခြေကိုတော့အလကားမထားပါဘူးတရုတ်နဲ့ပတ်သက်ပြီးကျွန်တော်လေ့လာပါတယ်လေ့လာခါမှာပထမဆုံးတရုတ်ရဲတယောက်ပေါ့သုံးဝင်တယ်သူကအညီမင်းဘယ်လိုလဲပေါ့အဲသူ့ရဲ့ဘဝစကြောင်းလေးတွေပြီးတော့သူအင်္ဂလိပ်စာတက်တယ်ဖြေပြတယ်တေချာဖြေပြတယ်အဲ့တော့ကျွန်တော်လည်းကွန်ဖူလာပါစာကွန်ပြီးတာပေါ့သူရဲ့ဘဝအခြေအနေလူမှုရေးအခြေအနေအဲဘောအကုန်လုံးပြရကအကုန်လုံးပြောပြတယ်အဲသူသူ့တာဝန်ချိန်ပြီးတော့နောက်တစ်ယောက်လာနောက်တစ်ယောက်လည်းကောင်းပါတယ်ဒီတတိယလည်းကောင်းလာတော့ကျွန်တော်လေ့လာချင်တာလေးတွေလေ့လာပြင်ရတယ်အဲသူတို့အင်တာဗျူးခဲ့တယ်အဲသူတို့လည်းပြောပြတယ် အဲ့ချို့စင်ကူရဲကြအဲ့ချို့တင်းကူရဲကြမောက်ပါအဲ့ချို့အဲ့ဒီမျိုးပေါ့လူငယ်ပိုင်းတွေကြတော့အရန်ကိုတော်ပါလေဟိုကျွန်တော်လည်းတို့ရဲ့ culture လေးမိသားစုအချင်းချင်းမှာစိတ်သက်တည်းစသဖြင့်ပေါ့ဒါစားဘယ်လောက်ရတယ်စားမေးရတို့လည်းဖြည့်ပြပါလေအဲ့ဖြည့်ပြင်းနဲ့ညနေကြတော့ကျွန်တော်စင်ကူအဲ့တရုတ်ကနေပြီးတော့ကျွန်တော်ဘာတော့ပါပါဘာတော့ရတော့ AC ပါပါမဖြစ်တရုတ်ကလည်းနောက်တစ်ခါဝင်လို့ရပါလေဒီတစ်ခါတော့ကျွန်တော်ပြင်မွင်တော့ဘူးလေအားကြမ်းဆိုရှင်အဲဘယ်လိုခေါ်မလဲသူကြောင့်လေးပေါ့နော်တရုတ်နဲ့ပါတင်တာစင်ကူတစ်ခုလေးပါအဲ့တော့စင်ကူမှာအဲ့ဒီအုပ်စုတအုပ်စုပါလေအောင်မဲခံနေဆက်ခါကြတော့ဆက်ဆက်ကြည့်လိုက်မယ်ဆိုရှင်အဲ့တော့ညမအစိုးရဘက်ကပဲကျွန်တော်တို့ အမ်ဘာမှစင်ကူဝင်လို့မရအောင်ပိတ်တဲ့ပုံစံမျိုးသွားတွေ့ရတယ်ပေါ့နော်ယူဆလို့ရပါတယ်ဘာကြောင့်လဲဆက်လာကျွန်တော်ပြောသလိုအဲစင်ကူမှာသူတို့နဲ့မတက်လို့ရှိရင်မတက်တာတွေသူတို့မချက်လို့ရှိရင် passport number ပေးပြီးဆိုပြီးတော့တန်ယုံတော့လကောင်းစစ်တန်ယုံတော့လကောင်းသူတို့ပို့တယ်ပို့တဲ့ခါမိုင်းတန်ယုံတော့မြန်မာပြည်ကိုရောက်သွားတယ်ရောက်သွားတဲ့ခါမှမြန်မာပြည်ကိုပြန်ဖန်ကန်ဖန်ကန်ဖန်ကန်ဒီလိုနောက်ထပ်ထောက်လို့မရအောင်လုပ်တယ်အဲ့ဒီအုပ်စုကကျွန်တော်တို့တချင်လို့တောက်ထောက်ကြည့်နေပြီးတော့အဲဘယ်ခါမှစောအခုအောက်ဝဲခံနေအောင်တွေ့ရတယ်သူတို့ဟာစစ်ပစ်စရာကြီးနော်မတိလို့ရှိရင်မောင်မောင်လာတာကိုတော်လိုင်းအင်အားစုတွေဘက်ကဟုတ်လားသူတို့ဒုက္ခပေးပြီးတော့အောက်ဝဲခံတယ်ဒါလိုဖြစ်ကြမှာလေဟိုစစ်တပ်ထောက်ခံတဲ့ဘောမှာလေ စစ်တပ်ကိုထောက်ခံတာအကောင့်တူနေတာမဟုတ်ဘူးနော်ဟာပြည်တွင်းက6800ဇာတ်လို့မဟုတ်ဘူးစောက်စစ်မရှိတဲ့6800ဇာတ်လို့ထောက်ခံတာမဟုတ်ဘူးငါတို့တပ်မတော်ကိုထောက်ခံတယ်ဆိုပြီးတိတ်ခါရှိရှိသူနဲ့အခုမောင်မောင်နဲ့ဘန်တော့လာကျွန်တော်မသိတော့ကျွန်တော်လမ်းမောင်းနေတဲ့ခါကျစကားပြောဖို့စဉ်းနေပဲတို့လူမျိုးတွေဘာဖြစ်လို့လဲတိတ်ခါရှိတဲ့ရန်သူကျွန်တော်တို့ကတိတ်ခါရှိတဲ့ဒူဟိုအမြင်ရင်းမတူဘူးဘက်ချင်းမတူဘူးဒါပေမဲ့တို့လူမျိုးတွေကျွန်တော်တို့အမြင်မှလည်းထိုင်ပြီးတော့အေးစေးစကားပြောလို့ရတယ်ဘာဖြစ်လို့လဲဒီလူတွေဒီတန်ဖိုးရှိတဲ့တိတ်ခါရှိတဲ့တို့တို့နဲ့ကျွန်တော်နဲ့အမြင်ချင်းမတူလမ်းကြောင်းချင်းမတူနေတဲ့နေရာ တီတွင်းကဒီစစ်သားကိုထောက်ခံပါတယ်ဆိုတော့ကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ငပောက်တို့အိပန်ရဲကိုကြည့်လိုက်ဒီလိုမျိုးအဆင်အတန်းရှိလားဟမ်မောင်မောင်ယူတဲ့ချီးကျွေးတော့မတန်ဘူးမောင်မောင်ယူတဲ့ချီးတော့ကျွေးဖို့မတန်ဘူးအစားလေဘာဖြစ်လို့လဲတကယ်စပန်ညစ်ပတ်ပြီးတော့ဟိုအတိုက်ခိုက်တွေလို့အတိုက်ခံဆိုတော့ဘယ်နေမှမရှိဘူးအောက်တန်းကြတဲ့လောက်ပဲလုပ်လို့နေတာနော်ဒါပေမဲ့အခုဒီစင်ကာပူကိုမောင်မောင်လာတဲ့ခီးစင်မှာကျွန်တော်ပြောသလိုပဲမနက်ကဆိုရင်တော်လိုင်းအင်ရန်စုတွေဘက်ကဝိုင်းလုပ်ပြီးတော့ ဟုတ်လားဟာဘောမဘောမဒီကိုဒုက္ခရောက်ရတယ်ဆိုတော့ဟာမျိုးပဲဖြစ်ကမှာလေအခုဟာကဘလို့စစ်တပ်ကိုတတလုံးအမာခံထောက်ခံလာတဲ့လူကိုခိုးကြောင်ထိုးဝဲထောက်ခံလာတဲ့အောက်တန်းသားတွေကရန်သူတို့ပြန်ကလန်ထောက်နေတယ်ကြားလို့ကောင်းကြနေရတယ်ဟမ်ကြားလို့ကောင်းကြနေရတာအဲ့ဒါအပြေပဲအဲ့ဒါမြန်မာပြည်လက်ရှိအာဏာယူနေတယ်ဒီအာဏာယူအတိုင်းအဝိုင်းကစောက်ကျင်အဲ့ဒါမြင်အောင်ပြတာကျွန်တော်ကြည့်ရလားအဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကတိုင်းပြည်ကိုအထုတ်ခွင့်ပေးရအောင်လားဟမ်ကြိုသိနေအောင်တွေ့ရတယ်အဲ့တော့ကြမလို့ကျွန်တော်စင်ကူကလုံးမရအောင်လုပ်တာဟာအဲ့စနောက်ပြောတာအဲ့သူတို့ပြည် ပုံစံလေးတွေပေါ့နော်ယူဆလို့ရတယ်ဒါပေမဲ့တိထားမှာလို့ဆိုတာကျတော့စင်ကိုကျွန်တော်ကကျွန်တင်တိထားလို့ရှိရင်ကျွန်တော်မီးလို့ရတယ်မမီးတဲ့ခါကျတော့ကျွန်တော်ကအလစ်ငိုက်ခံရတဲ့ပုံစံဖြစ်သွားဥပမာလေးဗျာကျွန်တော်ကစင်ကိုလာမယ်စင်ကိုတစ်ခါလိုင်းနေမယ်ငါစင်ငါမင်းမရလားဆက်လာမီးလို့ရှိရင်ရရတယ်ဆိုချင်ကျွန်တော်မရရင်မတော့ပါဘူးနော်အဲ့တော့အဲကျွန်တော်အခုနိုင်နိုင်ဝင်ရောင်းနေစစ်ပြန်ပြီးတော့ဒီကိစ္စကိုလိုက်မှာပါနော်လိုက်နေစမယ့်ကျွန်တော်ချိန်ရှိတဲ့ကြောင့်မလို့ဒီကိစ္စကိုနည်းနည်းချိန်ထားတာအဲ့တော့ကဲအဲ့တော့မင်းတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့အတိုင်းအဝိုင်းနေနေအပြုတ်တော်ဆောင်ပြီးတော့ငါစကားပြောချင်တယ်စဉ်းစားပေးပါအဲ့ဒါပါလေနံပါတ်1စော်ပုံးနေ နော်ဒါငါတို့ကကလူတွေမဟုတ်ဘူးနော်ဇော်ဘုံကြီးကငါတို့လမ်းမှာတွေ့ငါတို့တတ်မှာဒါပုံမှန်လေးပဲဒါအမှန်တိုင်းပြောတာရိုးရိုးရှင်းရှင်းပြောတာဇော်ဘုံကြီးကလည်းငါတို့တွေ့ဖမ်းပြီးတတ်မှာလေဟုတ်တယ်နော်တို့တော့ငါတို့အဲ့လောက်ထိရန်သူဒါပေမဲ့လက်ရှိဇော်ဘုံကြီးကိုဒီနေ့ဖမ်းပြီးထောင်ချထားတာဒီတော်လိုင်းအင်အားစုတွေဘက်ကလားစစ်တပ်ဘက်ကဇော်ဘုံကြီးကစစ်တပ်အတွက်အမာခံတဲ့တဲ့အတန်လှုပ်ပြီးတော့အတက်နဲ့ရင်ပြီးလှုပ်နေတဲ့သူအတက်နဲ့ရင်ပြီးထောက်ခံနေတဲ့သူတကယ်လည်းဒီစစ်တပ်အတွက်ရှေ့တန်းနေထိအော်စင်လိုက်သေးငါးနေသူမလှုပ်နိုင်အောင်ငါကြည့်နေတယ်နော်ကျွန်တော်ကြည့်နေတယ်ကြည့်နေတယ်ဟိုဒီလူကတကယ်လှုပ်တယ်ပေါ့နော်တကယ်ပဲဝင်နေဖြစ်တယ်အဲ့တော့သူအဲ့လိုလှုပ်ရင်းနဲ့ဘာဖြစ်လာလဲသူယူကြုံမရဖြစ်လာလဲ အဲ့တို့စစ်တပ်ဘက်ကအရှုံးတွေကိုသူကြည့်နေတဲ့ယူကျုံမရဖြစ်အဲ့ဒီယူကျုံမရတဲ့အပေါ်မှာသူချိန်မနဲ့ခက်မြပြီးဒေါ်လာထွက်ပြီးတော့ပေါက်ကွဲတယ်မလို့လားအဲ့တဲ့စကားတွေပြောတယ်ပေါ့ဗျရိုင်းဆိုင်တဲ့စကားတွေပြောမလို့လားတမဟုတ်သူပြောစကားတော့မှန်တယ်ဒါပေမဲ့ရိုင်းဆိုင်တာနိုင်ငံမင်းတို့ဘက်ကကြည့်မယ်ဆိုရင်နိုင်ငံအကြီးအကဲတွေကိုတို့ရိုင်းဆိုင်တယ်ပေါ့ဒါပေမဲ့သူကအမာခံထောက်ခံတဲ့လူတွေခေါ်လာစစ်ကြောရေးကိုခေါ်နောက်ဆုံးသွားတဲ့ချောင်းကျိုးအောင်ပါရိုက်ထုတ်လိုက်နောက်တခါမင်းလုံးမင်းကိုထောင်ချပြင်မယ်နော်မရဘူးလားကြီးတဲ့မှုငယ်အောင်ငယ်တဲ့မှုပတ်ပြအောင်နောက်ပြီးတော့ကို့လူကို့အတက်ပေးပြီးထောက်ခံနေတဲ့လူကို့အတက်ပေးပြီးတော့စပီကာလုပ်နေတဲ့လူကို့အတက်ပေးပြီးတော့စပီကာအောင်လုပ်နေတဲ့လူ ဒါပေမဲ့အဲ့ဒီလိုလူမျိုးကိုတောင်မှနက်နက်လင်းသွားမပြောနိုင်နဲ့ဆိုတော့မင်းတို့ကတက်ဦးဆံမယ်ဘယင်စနစ်နဲ့တူးမနေဘူးလားဟမ်မမမမလာပြီအခုမင်းတို့စစ်တပ်ကိုထောက်ခံမှနေတယ်ဆိုတော့လူတွေရောမင်းတို့ကဒီမောင်မောင်တို့လိုမျိုးအဲ့ဇော်ဘုံဟဲ့လိုမျိုးဘဝမျိုးမဖြစ်ဘူးလို့မင်းတို့အာမခံတာအဲ့ဒါပဲငါတို့စက်ကျင်နေဆိုတော့အဲ့ဒါအဲ့ဒီလုံမျက်မျိုးဒေါအောင်ဆန်းစုကြည်ကိုလည်းလှုပ်တယ်ငါတို့လက်မခံဘူးနော်မယုံရင်ဒေါအောင်ဆန်းစုကြည်အာနာချင်းပုံစံစက်ကျင်ကြည့်လှုပ်လာကြည့်ဒီတီတူလက်ခံရင်ကြိုက်တယ်လို့ပြော ငါတို့တော်နိုင်တယ်ဆိုတာကဗျမ်းမလာငါတို့ကပောက်ကိုအမုန်းဆွဲနေတော်နိုင်နေတာမဟုတ်ဘူးဒီလိုအကျင့်နေဒီလိုဇယက်ဒီလိုစနစ်တွေကိုငါကြိုက်လို့တော်နိုင်တာနော်အခုကိုမောင်မောင်ဒုတိယတရားတမမောင်မောင်ပြည်တွင်ထဲမှာမရှိလို့ဘယ်ပြည်တွင်ထဲမှာရှိအခြေအောင်ပါဘီအဲအခြေအောင်ပါဘီဖြစ်တယ်လားကွာငါပြောတာကိုအမှန်တန်ထောက်ခံနေတဲ့ဒုတိယတရားကိုမှားလို့မှအခုကျွန်တော်ဆိုရင်လေကျွန်တော်ဘေးမှာကလေးတွေရှိတယ်နော်ညီလေးတို့ပေါ့ကိုယ်တက်အတက်ကြီးတဲ့လူတွေရှိတယ်တခါတည်းပြောလိုက်ငါမိုင်းပြောတော့မင်းတို့ငါဆယ်ရောင်နဲ့တစ်ပြေးမဟုတ်ဘူးအေးမင်းတို့မိုင်းလည်းငါပြောချင်ပြောမယ်နော် ငါမားရင်လည်းအားငါကိုစီမို့လို့မပြောရင်မလို့ဘူးမင်းတို့ငါ့ကိုကြောက်စရာအကြောင်းရှိဘူးမင်းတို့ပြောစရာရှိတယ်ပို့ဝင်လာကိုစီကိုစီကတည်းကမားတယ်ကိုစီဒါမကောင်းဘူးပို့ဝင်လေးလေးပြောငါမားနေမင်းတို့ငါ့ကိုပြောမင်းတို့ဘာမှကြောက်စရာအကြောင်းရှိဘူးအေးမင်းတို့လမ်းကြောင်းမှမှန်ဘူးမားနေတယ်ငါညီကိုစိတ်နဲ့ငါပြောပြန်ပြောပြတခါမှမလာတယ်ကျွန်တော်တို့ကဒီတိုင်းဖြစ်တာမှမဟုတ်ဘူးနေရာတိုင်းမှာဟာငါကတော့ဘိုးချုပ်မှုကြီးဖြစ်နေလို့ငါ့ကိုလာမပြောနဲ့ငါငါမားရင်မားမားရင်မားလီငါငါကိုမေပဲကိုလို့စေမင်းတို့လာပြောစရာမလိုဘူးဆိုတဲ့ဟာမျိုးကြီးကတော့ရှစ်စရာကြီးအခုအဲ့လိုဖြစ်နေတာနော်အဲ့ဒါကြီးကိုမင်းတို့လက်ခံတာ အဲ့လိုဖြစ်နေတဲ့ဇယိုက်တွေအဲ့လိုဖြစ်နေတဲ့အဲ့လိုကျင့်တုံးနေတဲ့စနစ်တွေကိုမင်းတို့စစ်တပ်ဖောက်ခံပါလေဆိုတော့သူအတိုင်းဝိုင်းနေလက်ခံတာငါတို့ကလက်မခံနိုင်ဘူးလက်မခံတဲ့အတွက်ငါတို့တော်နေတာငါတို့မှားလာအဲ့ဒါအဖြစ်ပဲနော်အခုဒါကိုမောင်မောင်လို့ဆိုတာအမှန်ကန်ဖောက်ခံလာတဲ့လူတွေသူတို့လူမင်းတော်တတ်မဲ့ဖြတ်မဲ့တိမ့်မဲ့မရရရအောင်ရုံမှလိုက်လုပ်နေတာဒါကြီးလုံးဝမဖြစ်သေးဘူးလေကွာဟုတ်တယ်မလားအဲ့တော့ဒီလိုဇယိုက်မျိုးတွေကိုလက်မခံကြပါနဲ့မင်းတို့ပဲအချမ်းကိုမင်းတို့တန်မိုးထားတယ်မင်းတို့တတ်မတော်မင်းတို့ချစ်တယ်တတ်မတော်တကယ်လေးစားတယ်တတ်မတော်အရာဝင်ခြင်းတတ်မတော်တန်မိုးရှိတယ်ဆိုရင်ဒီလိုအကျင့်ဇယိုက်မျိုးတွေကိုလုတ်ဖွဲ့မပေးကြပါနဲ့လို့တောင်း အတိအကျတော့ကျွန်တော်တို့အတိပြုလို့မရသေးပါဘူးစစ်တပ်ဟာဘာမဆိုလို့မှဖြစ်ပါလေအမှုပညာရှင်တွေဆိုတဲ့သူတွေကိုပြပထွက်ခွာခွင့်လုံးဝပိတ်ပလိုက်ပြီစစ်တပ်နဲ့ကြန့်ခံရေးကိုထောက်ခံတဲ့အမှုပညာရှင်တွေကတော့ပေါ်ပေါ်ထင်ထင်ကိုအဆက်မဲ့စွာမဲဆွယ်နေပါတယ်ခင်ဗျားတို့ကျွန်တော်တို့တစ်ချိန်လုံးကကြိုက်ခဲ့ရတယ်မင်းသားကြီးနေအောင်ကြန့်ခံရေးအင်ဂျီကိုဝစ်ပြီးပြောနေတဲ့ဗီဒီယိုကလစ်အားလုံးသိပြီးကြပြီမလားကျွန်တော်တို့ကတော့ကြန့်ခံရေးပါတီအတွက်မဲဆွယ်ရမှာပဲ ဘာလို့တဲတဲ့ငတိမာရင်ပြီးရောဆိုတဲ့နေအောင်သူမျိုးစများကျွန်တော်တို့ဥပက္ခပြုတ်လိုက်ပါတော့ဒီလိုပဲဒဇောင်းနိုင်ပွဲမှာနေပြီးတော့ဖြောပြီးပွဲမှာသွားဖြောပြီးတဲ့သူတွေအကုန်လုံးသာတပိတ်မောက်ရရင်တိုက်ပြီးတော့တော့ရင်လေးပါလေဗျာဓမ္မနဲ့အာရမအမှန်နဲ့အမှတရားမြတ်တာမှုနဲ့အမှတရားမှုချာပုံနေမြဲချာနေမြင်းနဲ့ပုံမှန်အခြေအနေကြီးလို့ဖြစ်သွားပြီလို့ထင်မှတ်နေတဲ့သူတွေအတွက်စိတ်လည်းမကောင်းမိတယ်လို့ ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်။အပြစ်ပဲတင်ရမလား။ပြည်လူလူလူပျော်ရွှင်နေတာကိုကြည်ပြီးဝမ်းမေးတာရမလား။တစ်ဖက်မှာတော်လန်ရှင်းနေတိုင်းပြည်တိဆောက်ရေးလုပ်ငန်းစဉ်တွေမှာအသက်ပေးနေတဲ့ညီကိုတွေအတွက်ပဲဝမ်းနေရမလား။စကိုင်းမှာဘုံကျဲချလို့ဘိုက်ကြီးတွေပါမချမ်းခလီးတင်ငယ်ပါမချမ်းအပိုင်းပိုင်းပြတ်သွားတဲ့ခန္ဓာကိုယ်တွေနဲ့မျက်ရည်လေရွဲဖြစ်နေတဲ့သူတွေကိုနာကျင်ခံစားရမလား။စစ်တကတက်ဖြတ်ပြီးဦးအခွေလိုက်ထုတ်ခေါင်းကိုဖြတ်ကခြံစည်းအောင်မှချိန်တဲ့အဖြစ်တွေကိုပြန်မြင်ရင်ပျော်ရွှင်နေတဲ့သူတွေကိုပဲကျွန်တော်တို့ ကိုချင်းစာတရားမရှိဘူးလားလို့ပြောရမလားသူတို့မဖြစ်သေးတော့ပုံမှန်လိုအခြေအနေကြီးမှာပျော်ရွှင်ခုန်ပေါက်နေကြလေကျွန်တော်တို့ကဒါပေါ်တာတွေဆွေးနေပြီအော်ပြည်သူလူလူလူငယ်တွေခရီးဆိုင်ကြပါနော်ညဘက်မထွက်ကြပါနဲ့တဖွားဖွားပြောနေပြီမဲ့နေပြီးတော့မင်းအွန်လိုင်းတဲတဲ့စမိုင်းလင်းဗုဒ္ဓဆိုတဲ့ဖျားဝင်းကြီးထဲမှာအော်ဟစ်ပျော်ပါခုန်ပေါက်နေတာများမန္တလေးရန်ကုန်အဆရှိတဲ့မြို့ပြတွေမှာ ပုံမှန်အခြေအနေလိုပဲအော်ဟစ်မြူးတူး ်ပျော်ပါကုန်ပေါမူရှူးနေတာများတောင်ကြီးတဆောင်နိုင်ပွဲကြီးဆိုင်ဆိုင်ခန်းလိုင်းဆိုတဲ့အဆိုတော်ကြီးကိုယ်တိုင်ပျော်ပါနေတာများဘာမှမဖြစ်နေဘူးလားသူတို့ကိုတခွန်းနဲ့မေးကြည့်ချင်တာကဒီတိုင်းပြည်ထဲမှာဘာမှမဖြစ်နေဘူးလားဒီကနေ့ကျွန်တော်တို့ရန်ကုန်နဲ့အင်မတန်နီးနေတဲ့အခြေအနေဘကိုးတိုင်းနဲ့မှာတောင်ကိုကြိုင်ဖြိုးမှာ မကြီးကုန်းကျွာတောင်ရွာလို့ပြောပါစစ်တပ်ဟာရာဂျိုကော်ပတာ ရာရိုကော်ပတာမလီမာရိုရာရိုကော်ပတာဆိုတဲ့နှစ်ယောက်စီးဟယ်လီကော်ပတာဆက်တက်ရင်ဂျာရိုကော်ပတာ sorry မာဘလို့ဂျာရိုကော်ပတာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ပါတယ်အကြောင်းမင်တော့ဘာတိုက်ပွဲမှလည်းမဖြစ်ဘူးဒီသူလူလူကိုတတ်တတ်ဒုက္ခပေးတာဘုံကျဲပြီးတော့အပြန်ဖြူဖက်အလှဲ့မှာဂျာရိုကော်ပတာတစီးမိကိုထွက်ပြီးပြတ်ချပေးပါတယ် နှစ်ယောက်လုံးသေပါတယ်။ဂျာဘရိုကော်ပိုရာများပြည်ဘုံကျဲတိုက်ခိုက်ချင်းချောင်းမကြီးတောင်ရွာဥမောင်ငယ်55နဲ့1 byte point ထွက်ပြီးတည်ဆုံခဲ့ရပါတယ်။နေ၆လုံးပြည့်စီတယ်။အဲ့တော့ပါရာမော်တာတွေဂျာရိုကော်ပိုတာတွေနဲ့မြို့ပြနဲ့နီးစပ်တဲ့နေရာတွေမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဘုံကျဲတိုက်ခိုက်နေတယ်။ဂျာရိုကော်ပိုတာတွေပါရာမော်တာတွေကလေကျွန်တော်ထင်တယ်လို့ပြောရမယ်ကျွန်တော်ယူဆမိတယ်လို့အကဲရန်ကုန်မန္တလေးအစရှိတဲ့မြို့ပြကိုစစ်ဝင်လာရင် ိုက်တူတိုက်ကြမှာပြန်တမ်းပြီးတော်ရင်တက်တူချိန်မုန်းနိုင်အောင်အချူလေးကျင့်နေသလားလို့ထင်ရလောက်အောင်ပဲစကိုင်းပကူတခွင်ကိုတော့နေ့စဉ်မပြတ်တိုက်ပွဲမရှိပဲလေပုံချဲနေပါတယ်အဲ့တော့ကျွန်တော်တို့ပစင်းတကောင်ကတော့သူ့အလိုလိုတောင်ပန်ကြိုးကြပြီးနှစ်ကောင်လုံးမသာပေါ်တဲ့အခြေအနေပေါ့မကိုတိုင်းဖြူးမြုံနေမှာဖြစ်ခဲ့တယ်လို့ဒီကနေ့စကိုင်းတိုင်းမန္တလေးတိုင်းပြောအောင်မယ်တောင်တာမန္တလေးတိုင်းတောင်တာမကြီးရိုးကိတ်ပိတ်တနိုးတောင် စကြံထွက်တန်လန်းခဲ့ကြပြ PDF တီတပြိုင်နက်တက်ပြဝင်ရောက်တိုက်ခိုက်ဒိမ့်ပိုက်ခဲ့ပါလေမကြီးယုတ်ကိဖက်စစ်တက်ကစစ်ခွေးတွေကိုဝင်တိုက်တယ်တပြိုင်နက်နောက်ကျတဲ့ခြေတော့တစ္ဆာပေါက်တကယ်ကိုဖပြေးသွားတယ်မကြီးယုတ်ကိမှာဘန်ကာ73လုံးရှိတယ်ကျွန်တော်ကျွန်တော်ပြောနေတယ်လို့အရင်ရက်တည်းကမိတိလာကိုဝင်သိရင် မိတိလာမှာအကုန်လုံးလက်နက်ချမှာဟာ ဖက်စစ်တပ်ကစိတ်ထဲပြန်စီးနေပြီတက်ပြတ်နေပြီတက်တွင်းမှာခမဖယိုဖယင်းနေမနေ့ကကျွန်တော်ပြောပြသလိုပဲစစ်တပ်ကလင်းရှိမရားတွေတောင်ပြည်သူစစ်တွေနဲ့လိုက်ပြေးပြီးဖယိုဖယင်းတွေပြင်နေတာအဲ့တော့သုံးကောင်တေးပါတယ်ဘန်ကာတွေအကုန်လုံးမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရတယ်အဲ့တော့ဘန်ကာတွေကိုမီးမရှို့လို့မရဘူးဒီဘန်ကာတွေကိုအကာအကွယ်ယူပြီးတော့ပြည်သူလူထုကိုဒုက္ခပေးနေတယ်ဆိုတာမျိုးသိရပါတယ်ပေတရိုတောင်ပေါ်မှာစစ်ကွေးဘန်ကစက်နှလုံးထက်ရှိတယ်နောက်ထပ်ထပ်တိုက်တယ်စက်တစ်လုံးကိုထပ်သိမ်းတယ် စကြံအထွတ်တန်လန်းဂိတ်ကိုထတ်တိုက်တယ်။တန်ဃာတို့ကပြန်ပစ်တယ်။စကြံအထွတ်တန်လန်းဂိတ်ကိုတော့အပိတိုင်မသိမနဲ့ပြန်ဆုတ်ခဲ့တယ်။မင်းကြံခရိုင်တရင်တုံးနဲ့ပူပေါင်းတက်တွေတိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။တောင်နာမြို့ပေါ်မှာလုံးဝရွေးကောက်ဝဲချင်းပါလို့မရအောင်ချင်းပါခွင့်မပြုဘူးဆိုတဲ့အကြောင်းမင်းကြံတက်တွေကကြီးညာထားပါတယ်။ဆိုတော့ကျွန်တော်တို့တိုင်းကြီးဘာမှမဖြစ်နေပါဘူး။ဘာမှမဖြစ်နေပါဘူးလို့ပြောရင်တီအန်အန်လေးရဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့တာဖုံးချော်ဘုံမြုပ်တာဖုံးချော်ပြောဆိုမှရှိသူကအပြစ်ရတဲ့ဟာခဏအနာယူတာဖြစ်ပြီးစင်အနာရှင်မြစ်ဖြတ်ကြီးကိုပြန်လဲတိုက်ပွဲဝင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကြားရတယ်လို့မဟုတ်မိုးမိတ်ကာဝေးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့တော်လန်ရဝမ်းမှာအပူတပြင်းလှုပ်ဆောင်နိုင်တဲ့လှုပ်ဆောင်နေတဲ့ဖိုးစစ်တွေရှိနေပါတယ်။ဒါအပြင်မှာတော်လန်ဝင်ရိုးနှစ်ရက်နဲ့ပေါင်းဆက်နိုင်မဲ့ ကော်လိုနီအောင်ပွဲစီလို့ဆိုတဲ့အတွေးခေါ်တရက်ဒီကနေ့ရှားယူတန်းစုံနိုင်ပြောတာကိုကျွန်တော်ကြားလိုက်ပါတယ်ရှားယူကြည့်နေပြောတာကိုလည်းကျွန်တော်နားထောင်ပါတယ်ဆိုတော့တော်လန်ဝင်ရိုးနှစ်ရက်ကျွန်တော်ကတော်လန်ဝင်ရိုးဆိုတဲ့နေရာမှာအညာကိုကျွန်တော်သုံးတယ်ရှားယူကထပ်ပြီးဖြည့်ဆွတ်ပြီးတော့ပြောတယ်လို့ကျွန်တော်ယူဆတယ်နောက်ထပ်ဝင်ရိုးတစ်ချောင်းရှိပါတယ်တိုင်းရင်းသားတော်လန်ကြီးတက်များဘာလို့တက်ပေါင်းမစုနိုင်တာလဲဒါဟာတိုင်းရင်းသားတော်လန်ကြီးတက်တွေဟာတော်လန်ဝင်ရိုးတစ်ခုဖြစ်ပါတယ်အညာဘာမှာတက်တွေဟာတော်လန်ဝင်ရိုးတစ်ခုဖြစ်ပါတယ်ဘာမှာတက်တွေအားလုံးစု တော်လန်ဝင်ရိုးတစ်ချောင်း တိုင်းသားအလုံးတက်ပြီစုတိုင်းသားတပေါင်းစုဗမာတပေါင်းစုပေါင်းဆက်မှုဖြင့်ဝင်ရိုးနှစ်ခုဝင်ရိုးနှစ်ခုနဲ့လေပတ်မဲ့တော်လိုင်းကြီးအောင်ပွဲဒီအကြောင်းနဲ့ပတ်သက်ပြီးတင်းတင်းချာချာပြောပြဖို့မနှက်ပြန်နားထောင်ပြပါအလုံးကိုကျေးဇူးတင်ပါတယ်